ီဆောင်လေးကအဓိကပြောရမယ်ဆိုအမရဲ့ Facebook ပေါ့နော်ဂျူဝဲဦးဆိုတဲ့ Facebook page ကနေပြီးတော့နေ့စဉ်နေ့စဉ်ရေးတဲ့ရှင်းနေကြတွေးမိတွေးရတွေးစုလေးတွေကိုအမရဲ့တကယ်စီကနေပြီးတော့ဒါဆောင်လေးတစ်ခုဖြစ်သူစုစုစည်စည်လုပ်ချင်တယ်ဆိုပြီးတော့စပြီးတော့အကောင့်တွေဖော်ပြသွားတာပါအမတက်တိုက်ဆန်ဆန်ပေါ့နော်အမတငယ်စင်ကအမရဲ့မွေးနေ့မှာဒီစာအုပ်လေးကို ဟိုစာနေစင်မစ်ဆက်ပွဲလုပ်ပေးတာပေါ့နော်စာအုပ်ဖို့အနေနဲ့တော့လောလောဆယ်3500တက်မှတ်ထားပါတယ်ပြီးတော့သူကအတအုံးလုံးအပ်ပေပါလေးနဲ့လှုပ်ထားပြီးတော့အထဲထဲမှာပုံလေးတွေပေါ့အပြည့်ပါတယ်ပေါ့နော်ဟိုစာစုလေးတစ်ခုချင်းစီတိုင်းမှာလည်းပုံလေးတွေအကုန်လုံးဖြည့်ထားတဲ့အတွက်ဖတ်တဲ့သူရောက်ချင်းစီတိုင်းပုံမှာအာနောက်ကြတာရမယ်လို့အမယုံကြည်ပါတယ် ချိန်ယူရဲဆိုတော့ဒီစာအုပ်ဖြစ်လာဖို့ကတော့အချိန်ယူတာ9လလောက်ပါပဲအမရဲ့တကယ်ချင်းကနေပြီးတော့သူဒီစာအုပ်လေးကိုလုံးလုံးစီရပေါ့နော်စာမျက်နှာတရားလောက်ပေါ့စာပြီးတော့လုပ်မယ်ပြီးလို့ရှိရင်ဂျန်တဲ့ဘိုင်းတွေကိုနောက်နောက်ဆက်တွဲစာအုပ်တွေထပ်ပြီးတော့လုပ်ဖို့လည်းရှိပါသေးတယ်အခုလိုမျိုးပဲစိတ်ကြခွန်လာကြနေတဲ့သူအပြီးပြီးကျန်တော်ကြီးရဲ့ဒီပြည့်ပြည့်တွေရစာသားလေးတွေထပ်ပြီးတော့လုပ်ပြီးတဲ့အချိန်အိမ်မှာဘာနာစွာဒီစဉ်းစား ဒီစာအုပ်ကိုဖတ်တဲ့လူကတယောက်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီစာအုပ်လေးတွေကစာစုလေးတစုအားဖြင့်စိတ်တက်ပိုင်းဆိုင်ရာမှာယတတစ်ခုရမယ်ဆိုတာမှလုံးဝယုံကြည်ပါတယ်။ကိုယ့်ရဲ့အတွေးခေါ်ခြင်းတူသည်ဖြစ်စေမတူသည်ဖြစ်စေဒီအရာလေးက positive thinking ပေါ့နော်ဘဝမှာဘယ်လိုမျိုးအပေါင်းလက္ခဏာအတွေးနဲ့ဘယ်လိုတွေးရမလဲဆိုတဲ့အရာပေါ်မှာဘဝအတွက် ခွန်အားတစ်ခုဖြစ်မယ်ဆိုတာအမယုံကြည်ဒါကြောင့်ဖတ်တဲ့လူရောက်ချင်းစီတိုင်းပုံမှာလည်းဒီရပုံမှာကောင်းတာဖြစ်စေဆိုးတာဖြစ်စေအမကိုဝေဖန်မှုအမအနေနဲ့တရားလေးကိုဟိုဝေဖန်တောင်ကြားချင်ပါတယ်လို့ပြန်ဒီဘဝပေါ်မှာကြိုးပြလာရတဲ့စာစီတွေဖြစ်တဲ့အမရဲ့နေရာလေးစီလည်းမှားပါဒီစာအုပ်လေးကိုဖတ်တဲ့အခါမှာလည်းဘာတွေခံစားရလဲအမနဲ့ဘယ်လိုမျိုးအတွေ့အခေါ်တွေတူလဲအတွေ့အခေါ်ဘယ်လိုမတူဘူးလဲအဲ့ဒါလေးတွေကစာမအရင်ပြန်သိချင်ပါတယ်အားလုံးကိုလည်းဖတ်စေချင်ပါတယ် ်ပါဘုရားဒီမှာ3000ကျပါဘုရား